ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအကသသတင်းတွေကိုကြည့်မယ်ဆိုတော့ Premier League ကလပ်အသင်းဖြစ်တဲ့ Manchester United အသင်းကတော့ AC Milan အသင်းရဲ့ပေါ်တူဂီတောင်ပိုင်းကစားသမားဖြစ်တဲ့ Rafaelio ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Milan News ကပေါ်ပြထားတယ်ဆိုလရှိမှာဒီကစားသမားကို Premier League ကလပ်အသင်းတော်တော်များများကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဒီထက်မှာတော့ Arsenal နဲ့ Chelsea အသင်းပါဝဲလက်ရှိပေါ့လေ Manchester United အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာဆိုတော့ United အသင်းကကစားသမားကိုပြောင်းရွှေ့ခြင်း Euro 80ကျော်လောက်နဲ့ January Transfer Window မှာစပြီးတော့ကလန်သွားမယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ဖော်ပြထားတယ်ပေါ့လေဆိုတော့ဒါဒါပြင်ပေါ့လေဒါ Manchester United အသင်းဘက်ကကွင်းလယ် option နေနဲ့ကျွန်တော်တို့ဒီ Crystal Palace အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့အဒမ်ဝါသုံးအပါအဝင် ဒါကျွန်တော်တို့ Brighton သင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Carlo Balbas ကိုပါခေါ်ယူဖို့ United သင်းဘက်ကပြင်ဆင်နေတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုတော့အာလက်ရှိပေါ်လေဒါကျွန်တော်တို့နေပြအမိုရင်းကဒီအသင်းရဲ့ဒီအသင်းကောင်းဆောင်လည်းဖြစ်တဲ့ကွင်းလေကစားသမားလည်းဖြစ်တဲ့ ဘရူနိုဖာနန်ဒက်ကလပ်တင်ကထွက်ခွာသွားရင်ဒါဘရူနိုဖာနန်ဒက်ရဲ့နေရာမှာအစားထိုးနိုင်ဖို့ကွင်းလယ် option တွေကိုဒါကျွန်တော်တို့ပေါ့လေဒီပြကပြတ်မှတ်ထားနေဆိုပေါ်ပြထားတယ်။အတင်ကတော့ဂျူဗင်တက်တင်ရဲ့ကွင်းလယ်ကစားမဖြစ်တဲ့ Durant ကိုခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှဒါကျွန်တော် Four Miners ကပေါ်ပြထားတယ်။ဆိုတော့ကစားသမားကိုတော့လက်ရှိပေါ့လေဒါကျွန်တော် Spain La Liga ကလပ်အတင်ဖြစ်တဲ့ Real Madrid အတင်ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပြီးတော့မှ Liverpool အတင်ကဒီကစားသမားကိုပြောင်းရွှေ့ခြင်း Euro ်တန်း80ကျော်ပေါ့လေဒါပေးပြီးတော့မှကန်လန်သွားဖို့ကျိုးပန်းသွားဖို့ရှိတယ်ဆိုပြီးပေါ်ပြထားတယ်ဒါပြင်ကျွန်တော်တို့နွေရသည် transfer window မှာကလပ်တင်းကနေဒါကျွန်တော်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားနိုင်တယ် Egypt တောင်မှကစားသမားဖြစ်တဲ့မိုဆာလာရဲ့နေရာမှာအစားထိုးနိုင်ဖို့ဒါကစားသမား option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ ဘုံမောက်အသင်းကြီးရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဆီမီညိုကိုခေါ်ယူဖို့ဒါကျွန်တော်လီဗာပူးအသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။ကစားသမားကိုရိုင်းကလည်းပရီးမီးယားလိဂ်ကလပ်အသင်းတော်တော်များများအထူးသဖြင့်တော့ဒါကျွန်တော်ယူနိုက်တက်တော်တယ်ဟော့စ်ပါအသင်းနဲ့အာဆင်နယ်အသင်းတို့ကခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကြားကပဲလီဗာပူးအသင်းကသာတကယ်လို့တရားဝင်ကမ်းလှမ်းခဲ့မယ်ဆိုရင်လီဗာပူးအသင်းကိုပဲပြောင်းရွှေ့သွားဖို့စမ်းသပ်ရှိတယ်ဆိုပြီးတော့မှဒါကျွန်တော်တို့ပေါ့လေ Favor Insider ဖော်ပြထားတယ်။ဒီဘက်မှာတော့ဒါကျွန်တော် Manchester City အသင်းကတကယ်လို့ပေါ့လေကလပ်သင်းရဲ့ကျွန်တော်နီးပြဖြစ်တဲ့ Fabregas လက်တင်းကထွက်ခွာသွားခဲ့ရင်ဝါရီယိုလိုက်နေမှာအစာထိုးနိုင်ဖို့အဲ့တို့သဘောကျနေတဲ့နိပြတယောက်ရှိရပေါ့လေဒါကတော့ကလပ်တင်းရဲ့အတင်းကောင်းဆောင်လည်းဖြစ်ခဲ့တယ်ကစားသမောင်းလည်းဖြစ်ခဲ့ဘူးတဲ့ဒါကျွန်တော်လက်ရှိပေါ့ Bayern Munich တင်းရဲ့နိပြဖြစ်တဲ့ Vicis Company ကိုဒါကျွန်တော်တို့ Guardiola ရဲ့နေရာမှာအစားထိုးခန့်အပ်သွားဖို့ Manchester City အသင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှအားကြောင့် Manchester News ကပေါ်ပြထားတယ်။ Arsenal သင်းက Brazil တိုက်စစ်ကလာမှဖြစ်တဲ့ Gabriel Jesus ကတော့အားကျွန်တော် January Transfer Window မှာပဲကလပ်သင်းကနေထွက်ခွာဖို့ဂျိုးပန်သွားတော့မယ်ဆိုပြီးပေါ်ပြထားတယ်။ဆိုတော့လက်ရှိမှာဒါ Asian တရားအကြောင်းမလို့ကလပ်ရှိကျွန်တော်ကလပ်သင်းရဲ့ပွဲစဉ်တွေနဲ့မပူပေါင်းနိုင်မနဲ့တရားအချင်းတွေရရှိနေတဲ့ကစားသမားကဒါသူ့နဲ့ပွဲထွက်ခွင့်ပုံပုံရရှိနိုင်မယ်။တခြားသောကလပ်သင်းကိုပြောင်းရွှေ့သွားမှာဖြစ်ပြီးတော့မှ အာဆင်နယ်အသင်းဘက်ကလည်းဂါဗီယယ်ဂျေဆုကိုအပိတ်သက်ရောင်းချသွားဖို့ဂျိုးပန်သွားမယ်ဆိုပြီးဖော်ပြထားတယ်။ဘိုင်ယန်မြူးနစ်အသင်းကတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပေါ်တူဂီကွေးလည်းကစားသမားဖြစ်တဲ့ဖရွန်ဒိုဖာနာဒက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးတော့မှစကိုင်းဂျာမနီကဖော်ပြထားတယ်။ဆိုတော့ ရူနိုဖာနန်ဒက်ကိစ္စအနေနဲ့တော့ရှုပ်တယ်ဗောလေဆိုတော့ဘာကြောင့်လဲဆိုတော့ဒီတဖက်က sorry ကလပ်တသိဖြစ်တဲ့အဟာလီအသင်းကလည်းဘရူနိုဖာနန်ဒက်ကိုမြန်မာနဲ့ပြောင်းရွှေ့ခြင်းနဲ့သူတို့ဒီပြီးခဲ့တဲ့နိုယာစီတဲကကန့်လန့်ခဲ့တာဖြစ်တယ်ဒါမဲ့လို့ဘရူနိုဖာနန်ဒက်ကလုံးဝဗောလေဒါမန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာဖို့ကြိုးပမ်းသွားမှာမဟုတ်ပဲနဲ့ ဒါကျွန်တော်တို့ပေါ့လေကလပ်တင်းကတာဒီဆန္ဒရှိမယ်ဆိုရင်သူ့အနေနဲ့ United အသင်းမှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားရတယ်ဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ Bruno Fernandes ကို Bayern Munich အသင်းအပြင်ဒါကျွန်တော် sorry ကလပ်အသင်းဖြစ်တဲ့ Al Ahly အသင်းကပါခေါ်ယူဖို့စိတ်ဝင်စားနာလိုက်ဖြစ်တယ်။ PSG အသင်းကတော့လက်ရှိပေါ့လေ Barcelona အသင်းရဲ့ La Masia Academy ထွက်ကစားသမားဖြစ်တယ်။လက်ရှိ Barcelona အသင်းရဲ့ Agua တဲ့တောင်ပံကစားသမားဖြစ်တဲ့ La Masia ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်ဆိုပြီးတော့မှ Atletico News ကဖော်ပြထားတယ်။ဆိုတော့ လာမယမေကိုတော့2019တုန်းကသူတို့ပေါ့လေမြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့ဘူးတဲ့ဒါကျွန်တော်တို့နေမာရဲ့ပြောင်းရွှေ့ခြင်းတက်ပို့ပြီးတော့မှပြောင်းရွှေ့ခြင်းယူရိုတန်300ကျော်ပေးပြီးတော့မှ PSG အသင်းဘက်ကခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်ဒါပေမဲ့လို့ဘာစီလိုနာအသင်းကတော့ကျွန်တော်တို့ပေါ့လေဒီလာမယမေကိုရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးတော့မှငင်းဆန်ထားတယ်ပေါ့လေဆိုတော့ကြီးရှုပ်ပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုကျမခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်